မင်္ဂလာပါရှင်။ The Celebrity New Year နိုဝင်ဘာ16ရက်နေ့ည7:00နာရီထိနောက်ဆုံးအမှုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။အခမ်းအနားဝဲတစ်ခုမှာတစ်ထက်မိုးပေါ်ကမရှိရဲပဲလှုပ်လိုက်တဲ့ပြုမှုပြုဖိုင်ကြောင့်လူပြောများနေတဲ့ပွပွေရဲ့တရင်ငွေရှိရဲဆိုပြီးတော့စင်မော်တီတက်ခါအောင်စပူကိုမလီမဆာခေးဆန်းသွားခဲ့တဲ့လူတယောက်ရဲ့တရင် Social ပေါင်ချိန်အိမ်မော်တင်းကို73ပေးရင်နဲ့တူပညာရေးထုတ်သုံးလာတဲ့အေတင်ကိုရဲ့တရင်သိန်းနှောင်းကျော်နဲ့တင်တောင်းခင်ရသလိုသူမယောက်ျားကလူပြိုလေးပါဆိုပြီးတော့ချပြလာတဲ့တရုတ်ဆောင်မုံရဲ့တရင်ပါဝင် ရှင်ဟောင်းတိုင်တန်းရှင်မောင်နှမနဲ့ဆက်ဆက်နေတဲ့နေပြည်တော်ကရှင်ဟောင်းလေကြီးသုံးစီးရဲ့အကြောင်းကိုရှုစားရမှာဖြစ်ပါတယ်ရှင်။ရှင်ဟောင်းတိုင်နှန်းရှင်မောင်နှမရင်ဆက်ဆက်နေတဲ့နေပြည်တော်ကရှင်ဟောင်းလေကြီး၃စီအခုတလောနေပြည်တော်လယ်ဝင်းမြို့နယ်ပတာချောင်းထဲကနေရှင်ဟောင်းလောင်းလေကြီး၃စီပေါ်လာတဲ့တဲ့ရင်ကိုအားလုံးသိကြပြီဖြစ်မှာပါနော် တမိုင်းပညာရှင်ရေဟောင်းသူတွေဒီထားဟာပကန်ခေကလားကုန်းဖောင်ခေကလားစက်လင်ကြီးတွေဟာဆိုပြီးတော့တုံးတက်နေကြတာပါဒါပေမဲ့ပတိုင်းရရဲ့ရွှေဦးမင်းရွာကဒေသခံတွေယုံကြည်နေကြတဲ့မျိုးဆက်တစ်ခုကနေတစ်ခုကိုလက်ဆင့်ကမ်းလာတဲ့နောက်ွယ်ကောင်းဇလန်းကတော့ဒါထက်အများကြီးကိုပို့ပြီးတော့နှက်နေတယ်ပို့ပြီးတော့ထိတ်လန့်စရာကောင်းတာပေါ့ဒေသခံတွေရဲ့အဆိုအရဒီပတိုင်းချောင်းနေရာဟာတိုင်နှန်းရှိတဲ့နေရာဥစ္စာဆောင်မောင်နှမတွေရှိတဲ့နေရာပျော်စံရနေရာတစ်ခုဖြစ်ခဲ့တယ်လို့ဆိုပါတယ် ဒန်နိုင်ယာရှေးဘွားတစ်ခုမှာအလွန်ချစ်ခင်ကြတဲ့မောင်နှမနှစ်ယောက်ဟာကံကြမ္မာအကြောင်းမလားဆိုတဲ့ဒီနေရာမှာကံကြီးမောင်ဆိုတဲ့ရေကံကြီးတစ်ခုထဲမှာအခုပတန်းချောင်းဖြစ်လာမဲ့နေရာမှာသူတို့စီးနေလာတဲ့နှီးကြီးနဲ့အတူမြင့်မြုပ်ပြီးတော့ကွယ်လွန်သွားခဲ့ကြပါတယ်။ကွယ်လွန်ပြီးတဲ့နောက်မှာတော့သူတို့ဟာဒီဒေသရဲ့မြေဆောင်နဲ့ဥစ္စာဆောင်တိုင်တန်းရှင်မောင်နှမအဖြစ်နဲ့ပြန်လည်ဖြစ်ပေါ်လာခဲ့တယ်လို့ယုံကြည်ကြပါတယ်။အခုပေါ်ထွက်လာတဲ့နှီးကြီး၃၀ဟာသမိုင်းပညာရှင်တွေထင်ထားကြလို့စစ်တိုင်ဖို့ဒါမှမဟုတ်ဘီအင်းစီဖို့ထုတ်လုပ်ထားတဲ့နှီးတွေမဟုတ်ပဲ အဲ့ဒီတိုင်းနန်းရှင်ပေါင်းသမားတွေရဲ့နက်လေတွေဖြစ်တယ်လို့ဒေသခံတွေကအခိုင်အမာယုံကြည်နေကြပါတယ်။ဒီယုံကြည်မှုကိုပို့ပြီးတော့အားကောင်းစေတဲ့အချက်တစ်ချက်ကတော့ဒီလေကြီးတွေကိုစတင်တူဖော်တော့ကလေကြီးတွေရဲ့အတွင်းပိုင်းကနေလူရိုးအပိုင်းစာချုပ်ကိုတွေ့ရှိခဲ့ရတယ်လို့သတင်းတွေပေါ်ထွက်လာပါတယ်။ဒါဟာလင်းနဲ့တူနှိမ့်မြုပ်ကွဲလွန်သွားခဲ့တဲ့အဆိုပါအဥ္စာဆောင်ပေါင်းသမားရဲ့ယုံကြည်နေတာဒါမှမဟုတ်တိုင်းနန်းကိုပူဇော်ထားတဲ့အရာတွေလားအဲ့ဒီဆိုတာဘယ်သူမှတိတိကျကျမပြောနိုင်ပါဘူး။ဒီချက်ကဒီဇလန်ကိုတမိုင်းထက်ပို့ပြီးတော့ထိတ်လန့်စရာဖြစ်သွားစေခဲ့တာပေါ့။ ဒေသခံတကြီးရော်တွေပြောစကားရဆိုရင်ဒီပလား6နေရာဟာညနေဆောင်ရင်တော့ဖြတ်တန်းသွားလာရေးကြတဲ့နေရာမဟုတ်ဘူးလို့ဆိုပါတယ်။တခါတည်းမှာ6ရည်ပြမှာထူးဆန်းတဲ့အလင်းရောင်လေးတွေ့ရတယ်။တုံတုံတိခတ်နေတဲ့ဒုတိယတန်းလိုလိုလှေလိုတန်းလိုလိုတွေကိုကြားနေရလေးရှိတယ်ဆိုပြီးတော့ဗဇက်ပြောတဲ့သမိုင်းတွေရှိခဲ့ပါတယ်။အခုလိုလေးအစ်စ်ကြီးတွေပေါ်ထွက်လာတာဟာအရင်ကကြားနေရတဲ့ဒဏ္ဍာရီတွေကြားနေရတဲ့အတန်းတွေကအမှန်တရားဖြစ်နေခဲ့တယ်ဆိုတာကိုသက်သေပြလိုက်သလိုပါပဲ။ဒီလေကြီးတွေဟာလောကီကမ္ဘာနဲ့လောကကိုလူသူဆက်သွယ်ရမှာအသုံးပြုခဲ့တဲ့လေလေဖြစ်နိုင်တယ်လို့လည်းယုံကြည်ရပါတယ်။ တိုင်တန်းရှင်တွေကသူတို့ရဲ့နန်းတော်တို့နဲ့ဆံမြန်းရာနေရာကိုလိုင်းအောင်နှောက်ရှက်တိုးဆောင်ရတဲ့အတွက်အမျက်တော်ရှာပြီးဒေသခံတို့ကိုဝင်ရောက်ပူကတ်မှုတွေရှိလာတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။တချို့ကလည်းလွန်ခဲ့တဲ့ရက်ပိုင်းကလှုပ်သွားခဲ့တဲ့ကလေးဟာဒီတိုင်တန်းကိုတမင်ကအဖွင့်ပေးလိုက်တော့လူတွေကိုအသိပေးလိုက်တာဖြစ်ပြီးအခုလိုတောင်းရောက်တိုးဆောင်တာဟာတိုက်ကိုတွားတူတာနဲ့အတူတူပဲအမျက်တော်ရှာတာမဆန်းဘူးလို့မှတ်ချက်ပေးနေကြပါတယ်။တစ်ဖက်မှာတော့ဒါဟာအဖို့မဖြစ်နိုင်တဲ့မြမသမိုင်းရဲ့အမွေနဲ့ရှေးဟောင်းဘေးလေတွေဖြစ်ပါတယ်။ ဒါပေမဲ့တစ်ဖက်မှာတော့ဒါဟာဒေသခံတွေမျိုးဆက်ကြီးယုံကြည်လာခဲ့တဲ့လက်နေသွားဆန်းလို့မရတဲ့တိုင်တန်းရှင်ပေါင်းသမားတို့ရဲ့နေမျိုးကိုကျူးကျော်မိတာဖြစ်နေမလားလေထဲမှာတွေ့ရတဲ့လူရိုးတွေက လေပေါ်ပြီးမှဖြစ်လာတဲ့ဝင်းပိုးသူတွေကဒီကိစ္စဟာတာမန်ရှင်းအောင်ပြစီရရှိရာတစ်ခုထက်အများကြီးကိုပိုနဲ့နေပြီဆိုတာကိုသက်သေပြနေတယ်လို့ပါပဲပရိသတ်ကြီးတို့ကရောဒီအဖြစ်ပြက်တွေကိုဘလို့မျိုးထင်မြင်မိကြပါလဲဒါဟာတမိုင်းတသက်ပဲလားဒါမှမဟုတ်ဥစ္စာဆောင်ပေါင်းတော်မရဲ့ဒန်နိုင်းဆန်းဆန်းသတိပေးမှုတစ်ခုဖြစ်နိုင်မလားမိမိတို့ရဲ့မြင်တွေလည်းပြောသွားကြပါဦး သိန်း1000ကျော်နဲ့တင်ထောင်ခင်ရတယ်လို့သူမယောက်ျားကလူပြိုလေးပါဆိုပြီးတော့ချပြလာတဲ့တရုတ်ဆောင်မုံဒီအပိုင်းအလုံးရဲ့အာယုံဆိုင်မှုကိုရှောင်းနေတာကတော့ MRTV4 မင်းသမီးချော်လီတရုတ်ဆောင်မုံပါပဲသူရဲ့ surprise မင်္ဂလာပွဲတင်ကပရိသတ်တွေကိုအံ့အားသိစေခဲ့ပါတယ်ဒါပေမဲ့ဒီပွဲဟာတာမဲမင်္ဂလာပွဲမျိုးမဟုတ်ခဲ့ပါဘူးကရင်ပြည်လယ်မှာလေးလေးစီးပြီးတော့လက်မှတ်ထိုးခဲ့တဲ့ပုံရိပ်တွေအားတကယ့်ကိုမှထူးခြား romantic ဆန်ခဲ့ပါတယ် ချာပြင်းဒီဘွဲရအခြားနုပညာရှင်တွေလိုမီဒီယာတွေတယုံယုံစပွန်ဆာတွေအများကြီးနဲ့လုပ်ခဲ့တာမျိုးပဲနေတကယ်ကိုမှ private ဖြစ်ဖြစ်မိသားစုနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကိုပဲဖိတ်ကြားခဲ့တာပါအတိတ်သက်သေဖြစ်တာမှဝိုင်းရင်းနုပညာရှင်ကြီးတွေဖြစ်တဲ့မင်းသားကြီးရန်အောင်နဲ့မိသားစုတို့ကိုပဲတွေ့ခဲ့ရပါတယ်အရန်ကိုမှတိတ်ဆိတ်ရန်ကိုမှခန်းနာခဲ့ပါတယ်ဒါပေမဲ့ညီမပြည့်ရဲ့ထုံးစံတိုင်းပဲသူတို့သားကဘသူလဲဆိုပြီးတော့စကြတာပေါ့သူတို့သားကတတိကျခရိုနီတတိကျဦးနေလေးအောင်ဖြစ်တယ်ဆိုတာသိလိုက်ရရောကောလာဟာလာရီယာချက်ချင်းထွက်လာပါတော့ရီ အော်တက်ကြီးကြီးတထေးကြီးမလို့ယူလိုက်တာသူကအရင်အိမ်အောင်ရှိပြီးသားအိမ်အောင်ကြီးနေရှုပ်နေတာဆိုပြီးတော့ဝိဖန်တန်နေမဟုတ်မမှန်တဲ့တင်းနေတော်လေးပြန်သွားခဲ့ပါရယ်ဒီတဲ့တင်းကအရင်ကျေလောင်လာတော့မုံတရဘလို့တုတ်ပြန်မလဲအားလုံးကစောင့်ကြည့်နေကြပါရယ်မုံကတော့ဒီကိစ္စကိုတိုက်ရိုက်ဖြေရှင်းမနေခဲ့ပါဘူးဒါပေမဲ့သူရဲ့ပင်တိုင်းမိတ်ကက်ဆရာမမဲ့ပြိုင်းကနေတစဉ်ချက်လက်မှန်တွေအားလုံးထွက်ပေါ်လာခဲ့ပါရယ်ဒီလိုဖြေရှင်းပုံကလည်းရန်ကုန်မှာပညာသားပါပါရယ် မုန်းကိုရိုင်ထွက်ပြီးတော့ကြားဝနေတာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့နီကဲမိတ်ဆွေကနေတစင်အမှန်တရားကိုမျှဝေလိုက်တာကပရိသတ်တွေတဲပို့ပြီးတော့ယုံကြည်လက်ခံနိုင်စရာဖြစ်သွားစေခဲ့ပါတယ်။ဒီမှတင်အားလုံးပါဇက်ဟောင်းသားဖြစ်သွားစေမယ့်ချက်နှစ်ချက်ထွက်လာပါတယ်။မုန်းရဲ့ခင်မောဦးနေလင်းအောင်ဟာလူပြိုကြီးစစ်စစ်ဖြစ်တယ်ဆိုတာပါပဲ။အပြင်မှာထွက်နေတယ်လို့အရင်အိမ်တော်လုံးဝမရှိဘူးပါဘူး။အတန်းနေနေကြီးတာတခုတည်းကလွယ်လို့အိမ်တော်ကြီးနဲ့ရှုပ်တယ်ဆိုတဲ့သတင်းတွေအားလုံးဟာ fake news တွေဖြစ်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်ကရုတ်တရက်တွေ့ပြီးကောက်လိုက်တာမဟုတ်ပဲချစ်သူတွေအဖြစ်ချိန်တိုင်းတာတစ်ခုတည်းလုံးလုံးချုံချုံတွဲခဲ့ကြတာဖြစ်တယ်လို့ဆိုပါရယ် ဒါပြင်အတူနေပြီးမှမိလာဆောင်တာမျိုး living together လေးလုံးဝမဟုတ်ပဲမိသားပါသားပြီးပြီးတရားဝင်တောင်းရပြီးမှလက်ထက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်အိတောင်ရဲနဲ့ပမာဏကသတင်းတွေရသိန်း1000ကျော်တန်ဖိုးရှိရလက်ဖွဲ့ပစ္စည်းတွေနဲ့တောင်းရင်ခဲ့တာဆိုပြီးတော့သတင်းတွေထွက်လာပါရီဒါငွေကြီးတန်ဖိုးကိုကြည့်ပြီးပြောတာချင်းသူတို့သားဘက်ကသူမဘောဘလောက်လေးနဲ့ချတယ်တန်ဖိုးထားတယ်ဆိုတဲ့ respect ကိုပြသလိုက်တာပါပဲပြီးတော့မိဘကိုကြော့ပြီးတရားဝင်တောင်းရှူတယ်ဆိုတဲ့ယဉ်ကျေးမှုကိုပြေဝလိုက်နာခဲ့တာကိုလည်းပြသနေပါရီ ကြာဘာလို့ပြနေလဲဆိုတော့မုံဟာပဆန်ရှိတဲ့တရေတယောက်ကိုလွယ်တကူယူလိုက်တာမို့ပဲသူ့ကိုတကယ်တံမိုးထားပြီးတော့တရားဝင်တောင်းရင်နိုင်တဲ့အသင်ရှင်ဆုံးလူပြိုတယောက်ကိုဉာဏ်ပညာရှိရှိရွေးချယ်ကြတာကိုပြလိုက်တာပါပဲဆိုတော့အခုပြပြက်ကိုသုံးသရရင်မုံဟာသူ့ရဲ့အချီးရေးကိုလုံးလုံးကျုံကျုံထိမ့်သိမ့်ခဲ့တယ်မင်္ဂလာဝဲကိုလည်းထူးထူးခြားခြားနဲ့ private ဖြစ်အောင်လုပ်နိုင်ခဲ့တယ်သူ့ပေါ်မကောင်းတဲ့ကောလာဟလာတွေထွက်လာတော့တယ်ကိုရင်ထဖြစ်ရှင်းစရာမလိုပဲငါယောက်ျားကားလူပြိုငါကိုတင်တောင်းတာတင်းနှောင်းချော်ဆိုတဲ့ဖက်တွေနဲ့ပဲအားလုံးကိုညှိနှိုင်းသွားအောင်ဖြည့်ရှင်းလိုက်နေတာတွေ့ရပါရဲ့ သူမကဇလန်းနေထဲမှာတရုတ်ဆောင်ကောင်းတာမျိုးပဲကိုယ့်ရဲ့ပုံကိုယ်ရေးဘွားကိုလည်းပညာဉာဏ်ရှိရှိဂုံတိခါရှိရှိတိခါရှိရှိကင်တွယ်ဖြည့်ရှင်းတဲ့မျိုးသမီးတယောက်ဆိုတာသက်သေပြလိုက်ပါရည်ကေပရိသက်ကြီးတို့ရေဒီလိုတံမိုးထားတင်နောက်ခင်ရတဲ့မင်းသမီးလေးမုံတို့စုံတဲ့ပုံမှာအမြင်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင်သူတို့ရဲ့ထူးခြားတဲ့မင်္ဂလာဝဲလေးကိုသဘောကျမိလားဆိုတာပြောခဲ့ပေးပါအောင်ရှင် န်းနာပွဲတစ်ခုမှာထထမိုးပေါ်ကိုမီးရဲပဲလုံလိုက်တဲ့ပြုတ်မှုဗီဒီယိုဖိုင်ဆောင်လူပြောများနေတဲ့ဖွဖွေအင်တာနက်ပေါ်မှာဖွဖွေနဲ့ပတ်သက်ပြီးတော့လူပြောများနေတဲ့ဗီဒီယိုဖိုင်လေးတစ်ခုတက်လာခဲ့ပါတယ်အဆိုပါဗီဒီယိုဖိုင်ထဲမှာဖွဖွေကထထမိုးနဲ့တူစီနီယာဆွေမျက်သူစာဆားတဲ့မင်္ဂလာပွဲမှာဖြစ်ပျက်သွားခဲ့တာပါဒါကြောင့်ဖွဖွေနဲ့ပတ်သက်ပြီးတော်တော်လေးကိုလူပြောများသွားခဲ့ရတာပါဒီဖြစ်ပျက်တွေကတော့လူပညာမောင်းတော်ရဲစုံကြီးတက်ရောက်ခဲ့ကြတဲ့ဆိုပြည့်စင်တဲ့ဟင်းဝရံတို့ရဲ့ငယ်စဉ်ဆုံးတွဲမင်္ဂလာပွဲလေးပါပါခန်းနာမှာဖွဖွေရဲ့စီနီယာမင်းသမီးကြီးထထမိုးရဲ့တန်းတန်းနဲ့တူတူထိုင်နေကြတာဖြစ်ပါတယ် အဲ့ဒီမှာနောက်ထပ်စီနီယာမင်းသမီးကြီးတယောက်ဖြစ်တဲ့မိုင်းဆိုဆုမြတ်သူစားကမတ်ထက်ထထမိုးကိုလာပြီးတော့နှုတ်ဆက်ရေးစကားပြောကြပါရယ်။အဲ့မှာဝိုင်းရင်မင်းသမီးကြီးတယောက်ကမတ်တရက်ပြီးတော့စကားပြောနေရကိုဖိုးဝေးကမြင်လိုက်တော့တကယ်ဆိုရင်ဖိုးဝေးကသူတို့စကားဝိုင်းနဲ့ဝင်ပါနေရလဲမဟုတ်ပါဘူး။ဒါပေမဲ့ကိုယ့်ရဲ့စီနီယာမိုင်းတယောက်ကမတ်တရက်နေတဲ့အချိန်မှာကိုကအငယ်ဖြစ်ပြီးတော့ထိုင်နေရကမသိတော့ဘူးရိုင်းသလိုဖြစ်နေမယ်ဆိုတဲ့အတွင်းနဲ့ဖိုးဝေးတယောက်အလိုလိုဖြတ်ခနဲထားရလိုက်ပါရယ်။ဒါအောင်မိုင်းဆိုကမြင်ပြီးတော့ရတယ်တမီးပြန်ထိုင်ပြန်ထိုင်လို့လှမ်းပြောခဲ့ပေမဲ့ ဖွဲ့ဖွဲ့ရဲ့ပြစ်ဝင်လေးကကာရောကတရားဆိုတော့ကိုအတိအကျကိုပြသလိုက်တာပါဒီပြစ်ဝင်လေးကြောင့်ဖွဲ့ဖွဲ့ကိုပြည်သက်တွေကပို့ပြီးတော့ချစ်ခင်သွားကြပါတယ်တကယ်တော့ဖွဲ့ဖွဲ့ရာအခုမှစိတ်ထားလာတာမဟုတ်ပါဘူးအမှုပညာလောကရဲ့ကိုစတင်ချီလန်ကလေးကစိတ်ထားပြုစင်ပြီးတော့ယောသားဖော်ရည်သူလေးတယောက်နာမည်ကြီးပါတယ်သူရဲ့ပြစ်ဝင်လေးစကားပြောဖို့တွေကအမြဲတမ်းပွင့်လင်းပြီးတော့ယောသားတယ်ဟန်ဆောင်မှုကင်းတဲ့လူပညာလောကမှာထိတ်တမ်းမင်းသမီးကလပ်ဖြစ်နေပေမဲ့မမနာလုံးဝမရှိတဲ့လူတိုင်းပေါ်မှာနှိမ်ချဆက်ဆံတတသူ့ရဲ့အကျင့်ဗီဇာခံပါ သူမဟာကလေးတွေပေါ်ကျင်လာတဲ့လို brighter လုပ်ငန်းတွေမှာလည်းတက်ချောင်းစွာပါဝင်တဲ့သူပါခုလို senior တွေကိုလေးစားယူသေးမှုပြတာတာသူ့ထွက်ပထမဆုံးချိန်မဟုတ်ပါဘူးနေရာကမှာအကြီးကိုကြီးလို့အငယ်ကိုအငယ်လို့နေရာတစားဆက်ဆံတဲ့ပုံကတကယ်ကိုမှချီးကျူးစရာပါလူမညာလောကမှာတချို့သောမင်းသမီးတွေကအောင်မြင်လာချိန်မှာဇီနီယာဝိုင်းရဲ့မင်းသမီးတွေကိုချေရတိုင်းတာတသစ္စာမင်းသမီးတွေကိုဖိနှိပ်တာချေမိုးတာနှိမ်တာတွေရှိပါတယ်။ဒါပေမဲ့ဖိုးဖေးကတော့အဲ့လိုလူမျိုးမဟုတ်ပါဘူး။ ဘဝရအင်ဒရီသိခါကိုအလေးထားသလိုဗန်မာနာကြီးချင်းဂုံးပကသနာနောက်လိုက်ခြင်းတွေကလည်းကင်းကွာပြီးတော့ဘဝကိုလွတ်လပ်ပေါ်ပါပျော်ရွှင်စွာနေထိုင်တတ်သူအောင်သူပြေတော့ဘဝရဲ့အခြေအကိစ္စတွေမှာလည်းရှုံရှင်းခဲ့ပြီးတော့ဘဝအေးချမ်းချမ်းနဲ့ဖြတ်တန်းနေရကိုတွေ့ရပါတယ်ပရိသတ်တွေကဖူးဖွေးကိုဖွေးစိန်လို့ချစ်စနိုးခေါ်ကြတာသူရဲ့တရုပ်ဆောင်ရေးချင်းကြောင့်လည်းမဟုတ်ပါဘူးဒီလိုဟမ်ဆောင်တဲ့ပဂရီစိန်ရင်မှန်တဲ့ပြုမှုတွေပုံစံလေးတွေကြောင့်မှခုခေတ်လိုလူမှုကွန်ရက်ပေါ်မှာပုံစံမျိုးမျိုးနဲ့နေထိုင်ကြတဲ့ခေတ်ကြီးတွေမှာဖူးဖွေးရဲ့လိုရိုးရှင်းပြီးတော့ဖြူစင်တဲ့ဖြစ်တည်မှုလေးကအရင်ကတန်ဖိုးရှိလာပါတယ် သူမဟာအောင်မြင်မှုတွေရရပဲဒါပေမဲ့လူတရားရဲ့စိတ်ထားနဲ့ပြုမှုကတော့ရေရှည်တည်တတ်တယ်ဆိုတာကိုတက်တည်ပြသလိုပါပဲဒါအပြင်သူမရဲ့အမှုပညာရေးအချင်းကလည်းထိတ်တန့်စင်ပါရှိနေသလိုဒီလိုလူမှုရေးဆက်ဆံမှုတွေမှာလည်းနေရာတကျနေထိုင်တတ်တာကဖွဖွေးရဲ့ထူးခြားချက်ပါအခုဒီမင်္ဂလာပွဲမှာဗီဒီယိုဖိုင်လေးကတော့ဖွဖွေးရဲ့ဖြူစင်တဲ့စိတ်ထားနဲ့အကြီးကြီးပေါ်မှာရိုသေကာရောထားတဲ့ပြုမှုလေးကိုတက်တည်ပြနေတာပါသူဟာထိုင်နေလဲဘသူကမှပြစ်ပြောတာမဟုတ်ပါဘူး ထိုင်းမင်းသူ့ရဲ့စိတ်ရင်းအားခိုင်းလို့လေးစားသမှုနဲ့ထားရလိုက်တဲ့ပြုမှုလေးကြောင့်ပရိသတ်တွေကသူ့ကိုထိတ်တန့်မင်းသမီးဆိုတဲ့ဂုဏ်မုတ်ပြင်စိတ်ထားလိုက်တဲ့မင်းသမီးဖြစ်ပါထပ်ဆင့်အတိမတ်ပြုလိုက်ကြတာပါဒီလိုပြုမှုတိတိလေးတွေကလူတရားရဲ့တန်ဖိုးကိုမြင့်တက်ပေးတာပါဒီကြောင့်လည်းပတ်သက်ပြီးတော့ပရိသတ်တွေရဲ့မြင်လေးကိုလည်း comment မှာဝင်မြပါကြပါဦးငွေရှိတယ်ဆိုပြီးတော့စင်မော်တီတက်ကအောင်စပူကုန်းကဲဆန်းသွားခဲ့တဲ့သူတရားကို အားလုံးပဲမင်္ဂလာပါသေဆယ်လီဗီဒီယိုပေးကနေပြန်လည်ကကြိုဆိုလိုက်ပါရစေ။စက်တပင်လောကမှာဒီနေ့တွင်တရှိန်တူအောင်မြင်လာသူကတော့အောင်စဘူဖြစ်ပါရစေ။အောင်စဘူစက်တပင်ကိုကိုပိုင်းတီထောင်ထားပြီးတော့သူ့ရဲ့ရေးချင်းကြောင့်ဒီနေ့ရဲ့ပွဲတွေမှာဇက်တိုက်ဖြုတ်ပြလာရပါရစေ။သူ့ရဲ့စူးစမ်းမှုကိုတိမဲ့ပြူတဲ့အနေနဲ့ပွဲတစ်ခုမှာသိန်းတရာထုတ်ကြီးလေးတို့ကို စုချသွားတာကိုကြုံခဲ့ရသလိုရွှေပြည်သားမှာတော့ခြေထောက်နဲ့ကံပြီးစုချတာကိုကြုံလိုက်ရပါရစေ။ အောင်စပွဲမှာလိုင်းတရားမှာပွဲကပြီးတဲ့နောက်ရှစ်ပြည်သားကိုကူးပြီးတော့ဇက်ကနေရတဲ့လူတယောက်ကဒိသွာဆက်ဆံတာကိုကြုံခဲ့ရပါတယ်။စင်ပေါ်မှာအောင်စပွဲတို့ကပြဆက်ကိုကနေတော့မက်စတက်ထားတဲ့လူတယောက်ကစင်ပေါ်တက်လာပြီးတော့ဆူချပါတယ်။ငွေကိုအုပ်လိုက်ကန်လာပြီးတော့ဆူချတာဖြစ်ပေမဲ့လည်းတာမန်ငွေပေးတာမျိုးမဟုတ်ဘဲနဲ့ခြေထောက်နဲ့ကန်ပြီးမှပေးတာပါ။အောင်စပူရဲ့ဘေးကလူရှင်တော်တွေကိုလည်းချောင်းနဲ့ကန်ပြီးမှငွေပေးတယ်လို့အောင်စပူကိုလည်းချောင်းနဲ့ကန်ပြီးပေးပါရယ်။ပြဆက်ကနေရင်ကန်ခံလိုက်ရတဲ့အောင်စပူကတော့မျက်နှာပြက်သွားခဲ့ပြီးသူလာပေးတဲ့ငွေကိုလည်းလက်မခံခဲ့ပါဘူး။ ကောင်းကောင်းမွန်မွန်ညင်လိုက်ပေမယ့်မျက်နာကတော့မသားမရဖြစ်သွားခဲ့ပါရဲ့။စူလာပေးတဲ့သူကငွေကြေးတက်နိုင်နေဆိုပြီးစင်မော်ထိတက်ခါမလေးမစားလို့သွားခဲ့တာပါ။ဒီပြုတ်မှုကရိုင်းနာကြမလို့ခြားတော်မင်းသားတွေသာဆိုရင်ဒီလူကိုတခုခုလုပ်ပြီးနေတော့ပါပြီ။အောက်စပွဲကတော့ဒီနေ့မှပွဲထက်တာဖြစ်တဲ့ပြင်အောင်မြင်မှုကိုထိသိမ်းနေရသေးတာကြောင့်စိတ်ခံစားချက်ကိုထင်လိုက်ရပါရဲ့။စင်မော်မှစိတ်လိုက်မှန်မှလုံးမိသွားရင်မမဲလေးပြတ်သွားနိုင်တဲ့ပြင်သူ့ကိုမိခိုးနေတဲ့ဇက်ဝဲသားတွေလည်းအဆင်မပြေဖြစ်သွားနိုင်ပါရဲ့။ဒါကြောင့်အောင်စပွဲကဘာမှမတုတ်ပြန်မင်းနဲ့ငွေကိုညှင်းလိုက်တာဖြစ်ပါရဲ့။ ဆင်းရဲကပြည်သက်တွေကတော့အောင်စပိုးရဲ့မျက်နှာညှိုးနေတာကိုသတိထားမိပြီးဘာမှမဖြစ်ကြအောင်အားပေးနေကြပါတယ်။သူ့ပုံအားပေးနေကြတဲ့ပြည်သက်တွေအားလုံးရှေ့မှာစီလောက်ကိုကန့်ခင်ရပြီးတော့ဆုချတာကိုတော့အောင်စပိုးလေးရှက်သွားနိုင်ပါတယ်။စိတ်ခံစားချက်ကိုဦးစားမပေးတဲ့သူတွေရဲ့စိတ်ကြောင်းသာအဆင်ပြေသွားကြတာဖြစ်ပြီးတော့နောက်ဆိုရင်တော့ပြဆက်ကနေရင်အခြားသူတွေကိုဆင်ပေါ်အတက်မခံမှုတောင်မှပြောနေကြပါတယ်။အချို့ကလည်းဒီဖြစ်ပျက်ကတမင်ဆက်တိုက်ထားတာဖြစ်တဲ့အကြောင်းပြောကြပါတယ်။ဒီပွဲကိုလက်တွေ့သွားကြည့်တဲ့သူတွေကတော့ဆက်တိုက်ထားတာမဟုတ်ပဲ မန်စတာထားတဲ့မျိုးသားကတမဲရွယ်ချက်ရှိရှိလောက်သွားတာဖြစ်ကြောင်းပြောနေကြပါတယ်။ဒီမျိုးသားကစတဲ့ကဆိုတော့တရားချင်းဆိုတော့ကလည်းစင်မော်ထိတက်ပြီးတော့စုငွေတွေပေးခဲ့ပါတယ်။စုငွေတွေကိုတခါလည်းမပေးဘဲနဲ့တရွယ်ချင်းပေးတာကြောင့်တချင်းဆိုနေတဲ့ဆိုတော့လည်းစိတ်နှောက်ရှက်ဖြစ်သွားပါတယ်။ဒီလူကမူးနေတာဖြစ်ပြီးတော့စိတ်ထဲရှိရာတွေလုံနေပေမဲ့လည်းအောင်စပူကတော့အတော်လေးစိတ်မကောင်းဖြစ်သွားကြပါတယ်။ဒီနေ့တည်းမှာအောင်မြင်လာတဲ့အောင်စပူအတွက်ဝမ်းသာတဲ့သူတွေရှိပေမဲ့တစ်ဖက်မှာလည်းသူ့ကိုနှိမ့်ချခြင်းတဲ့သူတွေလည်းရှိနေပါတယ်။အောင်စပူရဲ့တိခန့်တတဲ့စိတ်ထားလေးကြောင့်ပဲအခြားနေတွေကလည်း သူ့ကိုဇက်ပွဲတွေမှာအားပေးမယ်ဆိုပြီးတော့ဖြစ်ကုန်ကြပါရဲ့အချက်ခွဲဖို့တွေရောက်လာတဲ့သူရှိပေမဲ့လည်းသူ့ရဲ့စင်ကြယ်တို့တရားကြောင်းသာနမိတ်ပြတ်မသွားကြတာပါအောက်စဘောကစက်တပင်လောကတွေမှာအားပေးသူတွေရှိလာပြီးပွင့်လင်းရာသီရောက်ချိန်မှာမနာရင်ပြုတ်ပြင်းနေရပါပြီသူ့ကိုချစ်ခင်သူတွေလည်းရှိပေမဲ့တစ်ဖက်မှာတော့မှားမိခြင်းကိုစောင့်နေသူတွေလည်းရှိနေတာကိုတော့သတိပြုစရာဖြစ်သွားပါရဲ့အပြုံမှုရိုင်းဆိုင်တဲ့သူကိုရင်ကျေးဆုံးတုတ်ပြန်ခဲ့တဲ့အောက်စဘောရဲ့ဖြစ်ရှင်ပုံကတကယ်ထိရောက်သွားတယ်ဆိုတာကွန်မန့်မှာမြင်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင် ဆိုရှယ်ပေါင်ချိန် MOD ကို73ပဲရင်နဲ့တူပညာရေးထုတ်သုံးလာတဲ့အေတင်ကိုကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်အားကြိုဆိုလိုက်ရပါတယ်။ဒေလီကျေးပြင်းမာကြီးတွေတဲမှာအေတင်ကိုနဲ့အမိုတင်တို့ကလည်းမိထားလို့မရတာဖြစ်ပါတယ်။ဆိုရှယ်ပေါင်းချိန်ဖြင့်တင်ဆောင်ခံလိုက်ရတဲ့နောက်မှာတော့အင်မွန်သိန်းနေနဲ့တူတရတာဖုံဖုံကပါဖော်ထုတ်နေကြရပါတယ်။ဒါကြောင့်လေမာကန်ပရိသတ်တရားပါတစားတစားပုံမလေးစားကြရတာဖြစ်ပါတယ်။လက်ရှိမှာတော့တပည့်ရိုက်ပေါင်းမဲတွေကြောင့်ပဲအင်မွန်သိန်းနေနဲ့တစုံတသိန်းနဲ့တူတွဲဆောင်လာကြရတာဖြစ်ပါတယ်။ ။ MOD နေနဲ့ငတ်တပြားပေါင်းချုပ်ပေါင်မဲတွေနဲ့ပတ်သက်ကခေါ်ထုတ်ပြခဲ့သူဟာကားဆိုင်ကတိုက်ခန်းနဲ့ကွန်ဒိုရီဟာလက်ရှိမှာတော့အဓိကဆွဲဆောင်နေတဲ့အရာတွေလေးဖြစ်ပါရည်။တောင်ကနေကနေစာချီကအမျိုးမျိုးပေါ်ပေါ်ထိပေါင်မဲတွေဖြစ်ဖော်ဆောင်လာခဲ့တာလေးဖြစ်တာစာရေးခါမှာကိုရောင်တွေပြက်ကွယ်သွားတတ်ပါရည်။ဒါကြောင့်လေပါဝင်သူအများစုဟာဂ ුණ ာသက်စရာတွေဖြစ်လာခဲ့ရလေးဖြစ်ပါရည်။အမကန်ပြည်သက်တရားတော့အိမ်မော်သိန်းရဲ့ရဲရဲတောက်ထောက်ပြမှုကြောင့်ပဲသဘောချနိုင်ရတာဖြစ်ပါတယ် ဒါပေမဲ့လည်းတစ်ဖက်မှာတော့ပွဲပြေမကြီးအီတင်ကိုနဲ့တူတွေးဆောင်လာကြရတာပါအီတင်ကိုအနေနဲ့နှက်ခန်းဒီတွေနဲ့တူသိမ်းပေါင်းတောင်းချီရှိတဲ့အိမ်ထဲမြေကိုပါလက်ဆောင်ပြေပေးလာကြတာဖြစ်ပါတယ်စေတနာနဲ့တူပေးရခဲ့တာဖြစ်ပြီးတော့အိမ်ကြီးကိုပါစနစ်တကျတိဆောက်ထားပေးကြတာလည်းဖြစ်ပါတယ်အီတင်ကိုနဲ့အိမ်မော်တင်တို့ကဒုတိယအကြိမ်ပြေတကြောပြန်တွေ့လာကြတာဖြစ်ပါတယ်လက်ရှိမှာတော့စသုံးပဲရည်နဲ့တူအီတင်ကိုအနေနဲ့ပညာခန်းတွေကိုထုတ်သုံးလာကြတာပါအိမ်မော်တင်အနေနဲ့စင်ရွှေတွေနဲ့တူကျွမ်းကျင်သူဖြစ်သလိုလိုက်စေးကွင်းဖြစ်ပါရက်တီထားနိုင်ကြရပါတယ် ဒါကြောင့်လေအီတင်ကိုအနေနဲ့အိမ်မုံသိန်းရဲ့73ပေးရီကိုပါအားပေးလာခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာတော့အီတင်ကိုအနေနဲ့ရွှေရီပြည့်မီမှုနဲ့ပတ်သက်ခါစမ်းသက်သွားတော့မှာပါ။ရွှေအများစုအနေနဲ့73ပေးရီဖြစ်ဖို့ဆောင်ထားပေမဲ့လည်းရောဆက်မှုတွေကပါရှိနေကြတာဖြစ်ပါတယ်။အီတင်ကိုကတော့လာတော့သူလိုစကားကြွယ်တဲ့အိမ်မုံသိန်းကြောင့်ပဲအားပေးလာခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လေ73ပဲရေပြည့်မပြည့်ကိုပါအီတင်ကိုအနေနဲ့ချပြသွားမှာဖြစ်ပြီးတော့6ချောင်းနဲ့တူလက်ကင်ထားခဲ့ရတာဖြစ်ပါတယ်။အမကန်ပရိသတ်တွေကတော့ပညာသားပါပါထုတ်သုံးလာတဲ့အီတင်ကိုကြောင့်ပဲအန်အော်ခဲ့ရတာဖြစ်ပါတယ်။ အေတင်ကိုနေနဲ့ရပ်ပေါင်း40အတွင်းမှာပဲလူအများအပြားရဲ့အားပေးမှုကိုရရှိလာခဲ့တာဖြစ်ပါတယ်။ငလင်တွင်းစံကုန်ကူညီခဲ့တာကြောင့်လည်းပြည်သက်တရားဝင်ရခဲ့ကြတာပါ။ဒါကြောင့်လည်းနှကန်းညီတွေနေနဲ့လက်မလဲအောင်ထိအားပေးမှုတွေရရှိလာခဲ့ပါတယ်။အင်မိုတင်ကတော့ပေါင်ချင်းဖြစ်လိမ့်စားခံရသူဖြစ်ပါတယ်။ဝေပေါင်းစုံနဲ့တူတွေ့မြင်ရသူဖြစ်တယ်လို့မှန်ရကိုပါရရဲတောက်ထောက်ပြတဲ့သူဖြစ်တာကြောင့်လည်းချီးကျူးလာခဲ့ရတာပါ။အရှိမာတော့ပွဲပြမာကြီးနဲ့ဦးရဲ့ပွဲဟာအားလုံးရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့တာလည်းဖြစ်ပါရည်။ပြည်သက်ကြီးတို့လည်းလေးစားရတဲ့ပွဲပြမာကြီးနဲ့ဦးရဲ့တွေ့ဆုံမှုပေါ်မှာ အမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်